ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့တက်ဒီအောင်လည်းမင်္ဂလာပါကျွန်တော်ဘလုံးပွဲတွေကိုကျွန်တော်စကြည့်တာက1994ကမ္ဘာကလပ်ပေါ့လေကျွန်တော်ဘလုံးကြည့်လာတဲ့တန်တန်းတစ်ယောက်ကျွန်တော်ဘလုံးလောကကိုယူသွလာတဲ့အဓိကအချက်က ကျွန်တော်လေဝိဇင်အသင်းနှစ်သိန်းရှိတယ်။ထောင်ကို96ကမ္ဘာဖလားမှာကျွန်တော်ပထမဆုံးကြိမ်ဘောလုံးပွဲတွေကိုစပြီးတော့ကြည့်ပူတာပေါ့လေ။အဲဒီတော့ကမြန်မာတန်ခါစပြတဲ့အချိန်မှာအီတလီလေဝိဇင်အသင်းနဲ့အာဂျင်တီးနာကကျွန်တော်ပထမဆုံးကြည့်ပူတဲ့ပွဲတကယ်တော့အီတလီတောင်ဆိုသေးတာအာဂျင်တီးနာဒီဂိုအမန်ဒိုမာရာဒိုနာနဲ့နိုင်ဂျီးရီးယားနဲ့ပွဲမှာကျွန်တော်စကြည့်ပူတယ်။အဲဒီတော့အာဂျင်တီးနာ2-1နဲ့ အီတလီကလည်း90လေးကမ္ဘာပေါ်မှာရှာချီမှုတယ်အဓိကတော့အီတလီကအတုံးကရောဘတ်တိုဘက်ကီယိုကဗုဒ္ဓဘာသာဖြစ်တဲ့ဘာညာဆိုတဲ့အချက်ရဲ့သမင်းအရှိလေးနဲ့မတူညီတဲ့ပုံစံဖြစ်တဲ့အချက်နဲ့ကျွန်တော်ပေးသက်တဲ့သတိထားမိတယ်ဆိုတော့ကျွန်တော်ဘဝမှာပထမဆုံးကြည့်မှုတဲ့နှစ်သင်းကအာဂျင်တီးနားနဲ့အီတလီနှစ်သင်းအကျွန်တော်အမြဲတမ်းတန်ရုံးသိရှိတယ်ကျွန်တော်အရင်လည်းသဘောကျတဲ့နှစ်သင်းကျွန်တော်အတွက်အမြဲတမ်း favorite နှစ်သင်းပဲအီတလီက2000ခုနှစ်မှာကျွန်တော်အသေးခွဲခံရတဲ့ David Trezeguet ရဲ့ရွှေကိုးနဲ့နောက်2006မှာကမ္ဘာချန်ပီယံပြန်ဖြစ်တဲ့ 2012မှာ Euro Final တက်တယ်2017မှာ Euro Champion ဖြစ်တယ်အီတလီဟာကျွန်တော်ဘလုံးကြည့်တဲ့ Living Memory မှာဒါ World Cup တစ်ချိန် Euro တစ်ချိန်ရထားတယ်ဒါပေမဲ့ Euro Final ကို2012မှာတက်တယ်အဲ Argentina ကကျွန်တော်တို့ Copa America 2004 2000ကျွန်တော် Living Memory မှာအကုန်တက်တယ်နောက်2021ပေါ့လေဒါပေမဲ့အာဂျင်တီးနားဟာ2014 final show နဲ့2015 copa 2016 copa ဘတ်ဒူဘဖိုင်နဲ့၃ချိန်ရှုံးတယ်အဲ့ကနေမှစ2021ကူပါ2022ကဘာဖလား2024ကူပါဆိုတော့ဒီလိုမျိုးအောင်မြင်ရမယ်ဒါပေမဲ့အခုလက်ရှိမှာကျွန်တော်အီတလီအသင်းနဲ့အာဂျီနာနှစ်သင်းရှင်အာဂျီနာကအတက်ဖက်ကိုတည်ရရိတ်နဲ့တက်နေပြီးတော့ပြန်ကြမယ်ဗျာအာဂျီနာရဲ့ highest level ကိုတက်လာပြီသူတို့ပြန်ကြမယ်ဒါပေမဲ့သူတို့ပြန်ကြဖို့အတွက်ကြားကန်ထားပြီးတော့ highest level မှာသူတို့9နှစ်6နှစ်လောက်ရှိပြီဗျာ2018 19လောက်တည်းအာဂျီနာတော်တော်ကောင်းလာတယ် ထားပါတော့20ရထား20ရနေခု9နှစ်ကျော်လာပြီဒါပေမဲ့အီတလီကိုကြည့်လို့ရှိရင်အာဂျင်တီးနားနဲ့မတူချင်တာကမျိုးဆက်ပြတ်သွားတာအခုဆိုရင်ပြကျွန်တော်တို့မနေ့ကနော်ဝေးကိုအီတလီက World Cup Qualify မှာ3-0နဲ့ရှုံးသွားတယ်ရှုံးပွဲအတွက်ကျွန်တော်ပြက်တာမရှိဘူးဒါပေမဲ့ပြက်တာကအီတလီအသင်းဟာဒီတစ်ချိန်မှမှခြေစပွဲမအောင်ရင်ကမ္ဘာချန်ပီယံ၄ချိန်တော့1934 38မှာကမ္ဘာချန်ပီယံ၂ချိန်ဖြစ်တယ် 1982မှာတစ်ချိန်တစ်ခါဖြစ်တယ်ပြီးတော့မှ2000ကျော်မှာဖြစ်ပြီးတော့ကမ္ဘာချန်ပီယံ၄ချိန်ဖြစ်တဲ့အီတလီဟာ၃ချိန်ဆက်တိုက်ကမ္ဘာဖလားချင်းစုပေါင်းမအောင်ဘူးဆိုတဲ့မှတ်ထားစုကြီးဝင်သွားမယ်ပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲမှာမြောက်မက်ဆီဒိုနီးယားကိုပလေးအော့ဖ်မှာသူတို့ရှုံးသွားတယ်သူတို့နိုင်ရင်တော့မှသူတို့ပိုတူဂီနဲ့ကန်ရအောင်မယ်ဒါပေမဲ့ပြောချင်တာကမြောက်မက်ဆီဒိုနီးယားကိုပလေးအော့ဖ်မှာသူတို့ရှုံးပြီးတော့ထွက်ရတယ် ိုက်တော့ကဗျာဆွစ်ဇာလန်ကိုအုပ်စုတွင်ပါအိမ်ခွင်ပါရောအဝေးခွင်ပါရောပလီနှလုံးစက်တိုက်လွဲပြီးတော့အီတလီချစ်ဝမ်ပါအောင်ခဲ့ဘူးအိုက်ကနေမှတဆင်ပြီးခဲ့တဲ့2018ကမ္ဘာဖလားချစ်ပွဲတုန်းကလည်းကျွန်တော်တို့ဆွီဒင်ကိုသူတို့မနိုင်လို့သူတို့ထွက်သွားတယ်ဆိုတော့ပြန်ကြည့်တဲ့အခါမှာအီတလီဟာတေးရင်နဲ့တက်ရမယ်ဆာမှာတေးရင်နဲ့ထိုးကြတော့တာတောက်လျှောက်ပဲအခုကချီစပွဲတောင်အောင်ဖို့မလွယ်ဘူး48သိန်းကန်နဲ့ကမ္ဘာဖလားချီစပွဲမှာအီတလီရဲ့အခြေအနေကပလေးအော့ကိုသွားမယ်အခြေအနေအခု နော်ဝေးကပထမ၃ဝက်ဇက်တိုက်နိုင်လိုက်တယ်အမတန်ပြောရင်ဗျအခုအီတလီရှိတဲ့ဒီအုပ်စုကကျွန်တော်ပြောချင်တာအမတန်ချောင်တဲ့အုပ်စုပြီအီတလီရှိတဲ့အုပ်စုကအမတန်ချောင်တဲ့အုပ်စုနော်ဝေးရဲ့မော်ဒူဘာရဲ့အက်စတိုဒီးယားရဲ့အစ္စရေးရဲ့ဒီသင်းတွေပဲရှိတာအီတလီနေနဲ့နော်ဝေးရဲ့မော်ဒူဘာရဲ့အက်စတိုဒီးယားရဲ့အစ္စရေးရဲ့ဒါပဲရှိတဲ့အချိန်မှာဒီအုပ်စုမှာအီတလီကခြေစပွဲအောင်လို့အောင်တဲ့ ဒါပေမဲ့အခုကန်ဆိုးတော်နေပဲ World Cup Qualify မှာအီတလီရဲ့အရှိသွေးကမရေရာမသေးချပဲသူတို့အခု Norway ရဲ့ Israel ရဲ့ Australia ရဲ့ Italy ရဲ့ Dubai ငါသိစုစုပေါင်း10ပွဲခံရမယ်အခုခြေစပွဲကတိုက်ရိုက်က12သင်းအောင်ပဲကျန်တဲ့၄နေရာအတွက် Playoff က Nation League တက်လာမှရဲ့အခုဒီကကျန်တဲ့အသင်းတွေအမှန်တမ်းပြောပြဥရောပ16သင်းရှိသည့်တိုင်အောင်အီတလီကကြောက်ရတယ်ဗျအခုလက်ရှိအီတလီအသင်းကိုကြည့်လို့ရှိရင်ဗျကျွန်တော် Azzurri လို့ခေါ်ပြီးတော့အရင်ကတော့ ခန်စစ်မာစတာဖြစ်တဲ့အီတလီသင်းကပထမ generation ပိုလိုမာဒီနီတို့ကန်နဘာရိုတို့နက်စတာတို့နောက်တန်းနောက်ကြတော့နက်စတာတို့ဒါကန်နဘာရိုတို့နက်စတာတို့နောက်ဘတ်တရာစီတို့ဒီနောက်တန်းကနေမှစေဂျိုဂျိုကီလီနီဘာဇာကီလီဘနူချီတို့နောက်တန်းအခုနောက်တန်းကဘက်စတိုရီတို့အချာဘီတို့နောက်တန်းဒါပေမဲ့အီတလီသင်းကိုကြည့်လို့ရှင်ကျွန်တော်ထင်တော့အခုလက်ရှိမှာစစအရာရာနိုင်ကြသွား အခုလက်ရှိအီတလီသင်းကိုကြည့်လို့ရှိရင်ဘာသူပဲဝါပြီအခုထားပါတော့ဂိုးသမားဂျန်လူဂျီဒူနာရူမှာသူတယောက်တည်းရှာရှာပါပါဝေါ်ကလပ်ခန်စစ်ကဇပါကော့စတာ30နှစ်ရှိပြီလုံးဝကြာနေ right back ကဒီလော်ရန်ဆိုရှိမယ်โอเคဒါကတော့30နှစ်ရှိပြီမနိုင်ပြောရင်တော့သူလည်း class ကစားမဖြစ်တယ်ဒါပေမဲ့အရင်ကတော့မကောင်းဘူးဒါပေမဲ့ဘတ်တတနာသင်ပဲ decent player တယောက် left back မှာဒီမာကူရှိတယ်ဦးဒိုဂီရှိတယ်ဒီနှစ်ဖက်ကတော့တော်တော်လေးကောင်းတယ် center back က ကက်တီရှိတယ်ဘူဂါနီရှိတယ်ဒါရက်ဒီယာနီရှိတယ်နောက်ဘက်စတိုရီရှိတယ်ပြီးတော့ဘဲဘဲချမ်းမှာကမ်ပီယာဆိုဒါပေမဲ့အခုအားလုံးကိုကြည့်လို့ရှိရင်စန်တာဘက်ကလည်းယိုတီယော်ရဲဘာ quality မှမရှိဘူး။ကွင်းလယ်ကိုကြည့်လို့ရှိရင် Ravenilla, Rocky, Tonali, Patisi, Brella အခုကွင်းလယ်မှာ Sandro Tonali နဲ့ Brella ကလွဲရင်ကျန်တဲ့ကစားမတွေကဘာအည်သွေးမှမရှိတဲ့ကစားမတွေပဲ။ Manuel Lucatelli တို့တခက်တချို့ကစားမတွေရှိပြန်။ဒါကြောင့်နီးပြားတွေမကြိုက်ကြလည်းပြီးပြန်။ကျွန်တော်အဲ့ကွင်းလယ်မှာ လူကာတဲရှိတယ်ဗျာဖဲလက်ကူနီတီရှိတယ်ဗျာဒီသားမတွေပြန်ရွေးရအောင်အသက်အရွယ်ကြီးလို့တိုက်စစ်ကိုကြီးလို့ရှိမှာအီတလီရဲ့တိုက်စစ်ကူလက်ရှိမှာလာဂန်ရဲ့တိုက်စစ်မှာဝက်တီကူရှိတယ်ဗျာလက်စီစီးရဲ့ထော့ကူဆိုတာပြီးရက်စပက်တိုရီနောက်ဒန်နီယယ်မာတီနီ quality ဘာမှမရှိဘူးဗျာကျွန်တော်ပြန်စစ်စားကြည့်မှာအီတလီမှာတကယ်အရင်မှာလဲကျွန်တော်ဒူထားခဲ့တဲ့တိုက်စစ်မှုတွေကြည့်လို့ရှင်ဒါ white skin တို့ zakardio တို့ zanio တို့တို့နောက် federico chiesa တို့ scamara တို့ asha တို့ဘီအခုဆိုရင်ဗျာကျွန်တော် federico chiesa ကနောက်ပိုင်းပြန်ရင်ခံရရင်သူပြန်ကောင်းလာမှာပဲဒါပေမဲ့အီတလီကိုကြည့်လို့ရှင် euro champion ဖြစ်ခဲ့တဲ့22ကအတင်းတခြားစီပဲ ခု Luciano Spalletti အသင်းက attacking ကိုကစားနေတယ်။ Italy ကဘယ်တော့မှ attacking ကစားတဲ့အသင်းမဟုတ်ဒါပေမဲ့သူ့လက်ထက်မှာ Italy ကတော်တော် Norway လိုအသင်းမျိုးကိုသုံးခုပြည့်ရှုံးအခုကကျွန်တော်တို့ World Cup qualify မှာ Italy ကလုံးဝကို short တော့လို့မရဘူး။ပို့တာလည်းသူတို့ချန်ခဲ့မှာ။ပြီးခဲ့တဲ့ကမ္ဘာဖလားနှစ်ချိန်တိတိချေစုံမအောင်တဲ့ Italy ။ တကယ်ကိုအန်ဒါပရက်ရှာဖြစ်ပြီးတော့ကျွန်တော်ထင်တော့တမိုင်းမှာနောက်ထပ်အဆိုးဝါးဆုံးအခြေအနေဖြစ်သွားနိုင်တယ်လုံးဝလုံးဝကိုအခြေအနေမကောင်းဘူးအခုကျွန်တော်အခုလက်ရှိလူစင်းကိုကြည့်လိုက်ရင်လည်းဘာမှမဟုတ်အောက်ဆုံးနေထားကြကျွန်တော်နော်ဝေးကိုအိမ်ကွေးမှာပြန်နိုင်နိုင်နေပြအဲ့ဒါက9ပါ16ပါသူတို့နောက်ဆုံးဘွဲကံပါဆိုတော့မော်ဒူဘာကိုအိမ်ကွေးအက်စတိုနီးယားကိုအိမ်ကွေးအဲ့နှစ်ပွဲနိုင်မယ်အစ်ဇွေးကိုဝေးကွေးအိမ်ပွဲနဲ့ tough game အိမ်ပွဲကိုသူတို့နိုင်မယ်အစ်ရိုနီယာကိုနိုင်မယ်အစ်ဇွေးကိုပြန်နိုင်မယ်မော်ဒူဘာကိုနိုင်မယ်ဆိုရင်အဲ့မှာတပွဲနှစ်ပွဲသုံးပွဲလေးပွဲ၅ပွဲ၆ပွဲ၁၈မှာယူယူလိုက် ိုက်ဆက်ရှိမဲ့ရမယ်ဆိုရင်နော်ဝေးနဲ့သူချာမှာသုံးမှတ်ပဲကွာမယ်နောက်ဆုံးပွဲသူတို့ပြန်လာပြီးကိုဒီဖရန့်ကောင်းရင်အီတလီပထမရလင်သေးတယ်ဒါပေမဲ့အစ္စရေးတို့ပွဲမျိုးမှာဘာမှအမားလို့မရဘူးကျွန်တော်ပြီးခဲ့တဲ့ World Cup Qualifying လုံးကဘူဂေးရီးယားကိုတီးမချတဲ့နဲ့အမှတ်တည်းနောက်တစ်ဖက်ကဆွစ်ဇာလန်နဲ့ပွဲတွေဟာအီတလီကို cost ပြသွားစီခဲ့တယ်ဟိုးဒီကောက်ကစွီဒင်ကိုသူတို့ play off မှာချုံးခဲ့ဆိုပြောတေးကြတော့အီတလီဟာလုံးဝကိုကြာဆင်းနေပြီ လေးချိန်ချန်ပီယံနေတယ်ကျွန်တော်ပြောချင်တာကကျွန်တော်ဒီလုပ်ငန်းတွေစလုပ်တဲ့အချိန်မှာငါအီတလီဆိုတဲ့အသင်းကြီးကိုဂုံစွာနဲ့ပဲဝေါ်ကပ်မှာအီတလီလေးဂျာစီလေးဝင်ပြီးတော့သွားကြည့်မယ်ဆိုပြီးအိမ်မက်မှတ်ထားတာ2018လည်းမဝေးရ20လည်းမဝေးရဆိုတော့မဟုတ်သေးဘူးဗျာ2026မှာမဝေးအောင်ဆိုတော့မဟုတ်သေးဘူးဗျာသုံးကြည့်ကြတော့မလုံးနဲ့တော့ဒီဒါအီတလီရဲ့အခြေအနေပေါ့လေတေချာတော့အီတလီကစိုးရိမ်ကြတယ်အုပ်စုတော်တော်လေးခြောက်တယ်နော်နော်ဝေးပဲရှိတာနော်ဝေးကအမှန်တမ်းပြောအဲ့လောက်ကောင်းတာမဟုတ် ဒါပေမဲ့ Norway ဆိုတာက quality player တခုဆိုရင် center back တို့ Odiga တို့တစ်ဖက်က Nusa တို့ Alexander Salo တို့ Haaland တို့ quality player တွေများတယ်ဒါပေမဲ့ Italy နဲ့အောက်စုပထမရှားသိမ့်တယ် Luciano Spalletti နေနဲ့သူ့ရဲ့ mindset attacking ကစားတဲ့ကစားဖွဲ့ကိုဖျောက်ပြီးတော့အရင်လို proper defensive ပုံစံပြန်ကန်ရမယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ Italy ကဒီကြိမ်လဲလိမ့်ပဲလိမ့်ပဲနဲ့ playoff တော့ရောက်လာမှာ playoff ကြရင်ဘာပဲဖြစ်ဖြစ်ပွဲကျက်သွားပြီးတော့မဒီမကြတဲ့အခြေအနေဖြစ်သွားနိုင်တယ် ၃ချိန်ဇက်ကပဖလာပါအခြေအနေဆိုးသွားတယ်ကျွန်တော်အမြင်ပေါ့လေအီတာလီယံပြည်သက်တွေအဇူရီပြည်သက်တွေဘလို့မြင်ကြတယ်ကိုမမဝေရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်